ဘာမှမဟုတ်တဲ့မနေ့တနေ့ကမှတက်လာတဲ့ထုံးမြနိုင်အောင်ဟုတ်လားမင်းတို့တက်ကြည့်လိုက်မယ်ဘာဖြစ်မလဲဒီကြားထဲအပုံမီဒီယာတွေကလည်းတက်မလို့တော့တိတ်ခါချပြီးပြောနေတာနားမထောင်မိတာလားဘာလို့ပြောနားမထောင်တာလားကျွန်တော်ပြောအဲ့တော့ကျွန်တော်ပြောချင်တာစစ်သားတွေရှိထုတ်ပါပြည်သူတွေသိကျလက်ပြတ်နေရတဲ့အချိန်မှာဒီကူဆရာတော်ကတော့စိတ်ဘူးတင်ဖို့အားခက်နေပါတယ်။ဒါပေမဲ့ညာကဝေဖန်ကြပါလိမ့်မယ်။ငါးပါးတိလာတော်လုံးအောင်မထိနိုင်တဲ့လူတွေကဒီကူလိုရှေ့စေကိန်းတော်ဆရာတော်တွေကိုဝေဖန်နေတယ်ဆိုပြီးတော့အပြစ်တင်တဲ့သူမျိုးကိုလည်းတွေ့ရပါတယ်။ ဟိုင်းအားလုံးပဲမင်္ဂလာပါ Newspeak Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် April 12ရက်နေ့စနေနေ့ညပိုင်းမှာကျွန်တော်နောက်ဆုံးကြားသိရတဲ့ဒေါ်လာသတင်းကောင်းများစွာရှိလာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့အစားဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲဗီဒီယိုတွေမချစ်ခင်မှာအယုံဆုံးအနေနဲ့သတင်းတူလေးတွေအနေချင်းလေးကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းတိုင်းကလေးမျိုးနဲ့ကျန်တာချွေးရမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းတပ်တွေကနေပြီးမှတိုက်ခိုက်သိမ်းပိုက်ခဲ့လို့စစ်တပ်ဘက်ကစံအုပ်ထံမှာနေတည်ဆုံပြီးမှလက်နက်ခဲများစွာတင်ဆက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် စတားအလောင်း15လောင်းကတော့အတိပြုတ်ပါတယ်အရှင်ဖန်စီရမိတာတော့မရှိပါဘူးတင်းဆွေရရှိတဲ့လင်းနဲ့ခရမ်းတည်းရဲ့အတွက်တော့စီးဆက်ဆဲပါခရမ်းများပါတယ်ဆိုပြီးတော့မှ CNA က slide ထက်နေကနေပြီးတော့မှရန်ကုန်ခေတ်ကိုပြောဆိုထားတာပါနော်အဲ့ဒီတက်စကောင်းကိုတက်ခိုက်တင်ပိုက်တဲ့နေရာမှာ CNA ABS DF ကျောင်းသားတက်မတော်အမ3စစ်ကျောင်းတရင်စနစ် KKG CDF ဟန်တဝရီပါကဖာ CDF CN ကလေးခရမ်းစစ်ဒေသထန်တလန်စ် DR အဖွဲ့ဝင်တွေပါဝင်တော်လိုင်းတက်တွေကနေပြီးတော့မှစူပေါင်းတိုက်ခိုက်ခဲ့တာလို့ကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်ဆိုတော့ စစ်ကောင်စီကိုကျွန်တော်တို့ခုဆိုရင်တပေါင်းစုတစ်ခုအနေနဲ့တက်ခိုက်တဲ့နေရာမှာပေါ့နော်။အောင်မြင်မှုများစွာရရှိနေတာပြမသူတို့ရဲ့စခန်းတွေပြီးတော့မှမြို့သိမ်းတဲ့ဘွဲမှာလည်းကျွန်တော်တို့နဲ့အလုံးစုံတင်းချုံနိုင်ခဲ့တဲ့တာရကဖြစ်စဉ်တွေခုရပိုင်းခက်စစ်စိတ်ကြားလာရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့အယဝရီတိုင်းဟင်နရမြို့မှာလူငယ်တအုပ်ကိုစစ်မှုထမ်းဖို့လာရောက်ခေါ်ဆောင်တဲ့ရဲကျေးအုပ်ချုပ်ရေးမှုနဲ့ပြိုဆော့တဲ့အဖွဲ့ကိုအရှင်ကဒါနဲ့ခိုးလို့အုပ်ချုပ်ရေးမှုတည်ဆုံသွားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ စမုထန်းစင်းပေါ်လို့လာခေါ်တာတဲ့အင်ရှင်တွေဘက်ကတောင်းတပန်ပန်ပြောသေးတယ်။နောက်ပိုင်းစကားများပြီးတော့ကိစ္စအသုံးပြတဲ့စမုထန်းကိုစိတ်နာနေတာလေဆိုပြီးတော့မှဒေတာခန်သူကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ရာဝတီတိုင်းရေချီမြို့နယ်မှာဆိုရင်လည်းအပရလဆန်းကဖြစ်ပွားတဲ့တိုက်ပွဲတွေမှာထူပြဖို့စ조사တဲ့စစ်တင်တန်းစင်းလူငယ်တုံးကိုစစ်ကောင်စီရဲ့မျိုးတို့မှပြစ်ခတ်တပြတ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတည်င်းတွေကြောင့်စမုထန်းစင်းပါနေတဲ့လူငယ်တွေနဲ့မိဘတွေအားဆိုရင်ဆိုရင်ကြောက်ကြနေတယ်လို့ကျွန်တော်သိရတာပေါ့နော်။ဆိုတော့ကျွန်တော်တို့အနေနဲ့အခုဆိုရင်စစ်ကောင်စီတပ်ဖို့နေရတယ်မျိုးတို့မှစမုထန်းစင်းနဲ့ အချက်ကင်ပြီးတော့မှပြည်သူတွေနေထိလိုက်ဖားနေတာမျိုးတွေရှိနေတာပြီးတော့မှနာကိုမလိုလားစန့်ကျင်တဲ့ပေါ့နော်ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှပဲသူတို့ဒီအုပ်ကြီးတွေနဲ့စစ်ကောင်စီရဲ့ပြိုဆက်ထိတွေကိုလည်းကျွန်တော်တို့ဘက်ကနေပြီးတော့မှကိစ္စသုံးပြတာတွေအခုရပိုင်းကြားနေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျမ်းပါကတော့ကျွန်တော်အခုဆိုရင်တော်လိုင်းရေးတဖွဲ့ဝင်တွေကနေပြီးတော့မှလောလောလလပေါ့နော်ဖလမ်မျိုးကိုတင်ပရရှိပြတဲ့အချိန်မှာအဲ့ဒီချင်းညင်တော်တပ်ဖွဲ့ဝင်တွေနဲ့ပူပေါင်းတိုက်ပွဲမှာပေါ်ဝင်ခဲ့တဲ့ MBT ကဘူမိုက်ခဲရနေပြီးတော့မှသူတို့တပ်ဖွဲ့ဝင်တွေလည်း ကြဆုံးတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုသူကနေပြန်မှပြောပြထားတာပဲဖြစ်ပါတယ်။ဘူမိုက်ခဲ့ဘယ်လိုမျိုးတွေပြောပြထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်။ကျွန်တော်ဒီ Evela အဲ ငါးရက်နေ့ပေါ့နော်ငါးရက်နေ့အဲလေးရက်နေ့ညပေါ့နော်အဲငါးရက်နေ့မှာဆိုရင်လည်းညီတို့ရဲပေါ့နော်အဲသုံးယောက်တက်ကြပေါ့နော်တရက်တည်းနဲ့တကြတာပေါ့အဲဒါနောက်ပိုးတဲ့တက်ကူတွေကကြကြတာပေါ့နော်ဒီလိုမျိုးလေးတွေရှိအောင်တော့ကြဆုံးကတော့ညီတို့ကပန်းနဲ့ပေါက်တဲ့ပွဲမဟုတ်ဘူးခန်းနေနဲ့ပြင့်နေရဖြစ်တယ်တော့ကြဆုံးရှိအောင်ထိကြိုက်တော့ရှိပါပေါ့အဲအတာပြီးတော့ညီတို့ဒီပေါ့နော်အဲ plan မျိုးအနေထားပေါ့နော်ညီတို့စကြောင်းမှာချပြရပေါ့နော်ဒီပုံစံဒီပုံစံတော့ရှိတယ်ညီတို့မာမိတ်တွေနဲ့အတူတူပေါင်းနေထားတာဒါတော့တော့ရနေပြီပေါ့ဒါတော့တော့ကြံနေပေါ့အဲအဲ့မှာညီတို့ဒီ ဲဒီမှာရှိတယ်ဗောနော်ညီတို့ခေါင်းဆောင်ပိုင်းနေဆွေးနွေးကြတာဗောအဲတကယ်လို့လိုရရင်ကျွန်တော်ထပ်ပို့အောင်မလားဗောလူရင်းရအဲတို့မှာချမယ်ဗောအဆုံးတချမယ်ဗောတို့ရဲဘော်တွေပြီးဆက်ထားတာချမယ်ဗောအဲ့မှာအဲညီအမှန်းလာဗောနော်အဲနောက်တော့နှစ်ပတ်လောက်နေရင်တော့ပြီးတော့ပြီးတော့အနေထားရအဲဒီအကူကြီးတယောက်ကကြတော့လေနှစ်လလောက်တော့ကြာအောင်မယ်ထင်တယ် အဲ့မှာညီတို့နောက်ထပ်၄ရက်နေတယ်ဆီချောင်းကဖုန်းလမ်းဆက်တာဘောနော်ဆရာပြီးသွားတယ်ဟာမင်းတို့ညံလာပြီလားဘာအဲ့တော့အဲ့ဒီကိုတချို့ຢာတွေကြရဲဘော်တွေရဲ့ရဲစမ်းတဲ့တီတွေကပို့ပြီးတော့မိုက်ပါတယ်သူတစ်ဖြစ်ညောင်မာမိတ်ဘောနော်အဲချင်းတက်တွေကလည်းညီတို့အဲတွဲခေါ်ကြပါတယ်တော်တော်လေးကောင်းရှာပါတယ်ခင်ဗျာအကုန်လုံးလောကမိုက်ပါတယ်ကောင်းပါတယ်အေးဘောညီလေးကမင်းကရေမောမောလေးပြောနေပြီမင်းကတို့ကခံစားအဆင်မပြေဘူးဘွာဒီလားဟွန်းဟိုတကယ်လည်းလေးစားပါတယ်ပြီးတော့အဖွဲ့တွေရဲ့စိတ်သက်တွေခံယူချက်တွေဘောနော် ဲ့ဒါတွေကတကယ်ကိုကိုယူလေးစားရတဲ့သိတဲ့တကယ်ကိုချက်တွေဖြစ်တယ်ပြီးတော့ပြည်သူအတွက်ဆိုလည်းစိတ်တစ်ခုတည်းနဲ့ချနေတာကြီးอ่ะဟိုဘောနော်ဟိုမိုက်တယ်တကယ်တကယ်ကိုတကယ်စစ်သားကောင်းပေါ့တကယ်စစ်သားကောင်းအတိုင်းပြည်အတွက်လိုအပ်တဲ့စစ်သားပြည်သူအတွက်လိုအပ်တဲ့စစ်သားဒီစစ်သားတွေကိုအခုလက်ရှိမြင်နေရပြီလို့ပဲပြောရမှာပါညီလေးအဲညီတို့ကောင်းဆောင်ပိုင်းတွေကအရန်တော်လုံးနေပေါ့နော်တကယ်ဥဆောင်နိုင်လုံးနေကိုယ်အဖွဲ့တွေပေါ်မှာ ပြန်ပြီးတော့ခုနလိုတင် जा ပြတာတဲ့ဟာတွေဒါတွေကအရန်အေးပါလို့ဒါလေးအခုလိုမျိုးအောင်ပွဲတွေယူနိုင်တာဖြစ်တယ်ဗောနော်။ဘာဖြစ်ကြီးလေးဟိုစိတ်မကောင်းစရာသတင်းတွေအတွက်တော့တကယ်လည်းခံစားရတယ်ဗောနော်။ဒါပေမဲ့လည်းကိုတို့စိတ်တကြနေလို့တော့မရဘူးဗောနော်။ညီဟိုတစ်ခေါက်ပြောလို့ပါပဲလား။ဟိုပြည်သူတွေစိတ်တကြနေပြီလား။မကြပါနဲ့ဗျာ။အဲကျွန်တော်ကြားမဲလေးတွေရှိပါတယ်။ကျွန်တော်ညာသားတွေရှိပါတယ်ဆိုတော့ဗီဒီယိုဖိုင်လေးပေါ့နော်အဲ့အဲ့လိုလေးအဲ့လိုလေးပါပဲဒီကတော့ကိုလိုဆက်ဆက်ပြီးတော့ကြိုးစားမှရမယ်ပကြီးပေါ့နော်ဒါစိတ်ကြကြလို့တော့မရသေးဘူးပေါ့စိတ်ကြကြကြတဲ့တော့ရှိလာပေါ့အဲ့ကြညိုးတော့ပို့ပြီးတော့ အနေရှိဖို့လေလိုတာပေါ့နော်စိတ်ချပါညီတို့ပွင့်ပွင့်လင်းလင်းဝင်ခမ်းမယ်ဆိုတော့စိတ်တက်ကတော့ကြားတယ်ဗျစိတ်တက်လည်းကြားတယ်စိတ်ရလည်းငယ်တယ်ပေါ့နော်အဲဆုံးရှုံးစရာလည်းဘာမှမရှိတော့ဘူးညီတို့ပေးဆက်မှုတွေလည်းများဖီအားတွေဘဝဖီအားတွေဒါပေမဲ့ညီတို့အရှုံးပေးတော့မှာမဟုတ်အဲအဲကိုညီတို့စိတ်တက်ကြားတဲ့ခါညီတို့ဘောနော်အဲဖီအားတွေများတဲ့ခါဆိုရင်ညီတို့ပြည်သူတွေကိုပြန်မြင်အောင်လေဘောနော်ပြာပုံချားမှာလက်သုံးချောင်းထောင်ပေးနေတဲ့ပြည်သူတွေအားနာမိ အဲ့ဒါညီတို့ဘယ်တော့မှရှုံးပေးတော့မှာမဟုတ်ဘူးညီတို့ဘယ်တော့မှလက်လျှော့တော့မှာမဟုတ်ဘူးအဲညီတို့အကောင်းဆုံးကြိုးစားတော့မှာဖြစ်တယ်ကောနော်ညီတို့အကောင်းဆုံးကြိုးစားတော့မှာဖြစ်တယ်ဒီဘလိုမျိုးခက်ခဲပဲကြုံကြုံပေါ့အဲအရှိဆက်ပြီးတော့ညီတို့သွားမှာဖြစ်တယ်ပေါ့ဒါတော့ပေါ့နော်ကျွန်တော်တို့ MBT ကောင်းဆောင်ဖြစ်တဲ့ပုံမိုက်ခဲရနေပြီတော့မှဖလာမျိုးတင်းတဲ့ဘွဲမှာကျွန်တော်တို့ချင်းအောင်သဘောဝင်နေတဲ့ပူပေါင်းတက်ခဲ့တဲ့အချိန်မှာသူရဲ့ ရဲဘော်တွေလည်းပေါ့နော်ထိခိုက်ကြဆုံးမှုတွေရှိတယ်ဆိုတဲ့အကြောင်းကိုရင်နာစွာနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့ဒီတော်လိုင်းအိမ်မှာတော့ကျတို့ရဲဘော်တွေပြီးတော့မှကိုယ့်ရဲ့ဒီဆွေမျိုးတငယ်ချင်းတွေဆိုလည်းပေါ့နော်ကြဆုံးမှုတွေများစွာရှိနေတာပဲပြီးတော့မှကျတို့လိုမျိုးပိဆက်မှုတွေကနေတဆင့်ကျတို့အောင်ဘော်တွေရရှိထားတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့အနေနဲ့အဲ့လိုမျိုးတပေးပြီးတော့မှကျတို့တိုင်းပြည်နဲ့လူမျိုးတွေပေါ့နော်ဆွန်းဆွန်းတမတပေးခဲ့ကြတဲ့ကျတို့ရဲဘော်တွေကိုလည်းကျတို့ဘက်ကနေပြီးတော့မှလေးစားကုန်ပြည့်တယ်ဆိုတဲ့အကြောင်းလည်းအားလုံးကနေပြီးတော့မှ ယင်မထဲမှာပေါ့နော်ကပီးထိုးထားရပဲဖြစ်ပါတယ်ဆိုတော့ပီတူရာအားလုံးစေတမချပဲနဲ့တော်လိုက်တဖို့အနေနဲ့အဆုံးစွန်ဒီတိုက်သွားဖို့လိုတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကလည်းထပ်ပြီးတော့မှပြောလိုပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပေါ့နော်စကောင်စီရဲ့ဆရာတော်ဖြစ်တဲ့တေကူဆရာတော်ကနေပြတော့မှမဘာတာအုပ်စုတွေလိုပဲသူကနေအခုဆိုရင်ဘာသာရေးလူမျိုးတွေနေကျွန်တော်တို့ပြည်သူတွေကြားထဲမှာတွေးခွဲတက်ရှုဖို့လှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတဲ့ဦးသိမ်းမြတ်ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဦးသိမ်းမြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စပီရမှာကြည့်လဲရအောင်နော်။ပြည်သူတွေတေးကျနက်ပြတ်နေကြတဲ့အချိန်မှာ တိရခုဆရာတော်ကတော့စိတ်ဘူးတင်ဖို့အားခဲနေပါတယ်ဒါကိုလူများကဝေဖန်ကြပါတယ်ငါးပါးတိလတောင်လုံအောင်မထိနိုင်တဲ့လူတွေကတိရခုလိုရှေစေကိန်တာလိုဆရာတော်တွေကိုဝေဖန်နေတယ်ဆိုပြီးတော့အပြစ်တင်တဲ့သူမျိုးကိုလည်းတွေ့ရပါတယ်တိရခုဆရာတော်ရဲ့ဩစာကကြီးပါတယ်မွတ်စလင်တွေကိုတတ်ဖို့ဖြတ်ဖို့ထောက်ခံအားပေးတဲ့စကားတွေကိုသူကိုယ်တိုင်သူ့နှုတ်ကနေပြီးတော့ပြောကြားနေပေမဲ့တိရခုဆရာတော်ကိုကြီးညိုကိုးကွယ်နေကြသေးတဲ့သူတွေကအများပြားရှိနေပါသေးတယ်အဲ့လိုဖြစ်နေရတာဟာသူရှိနေတဲ့ ယာဒုအစစ်အတန်းကလည်းဗုဒ္ဓဘာသာယဟန်နေကြမှာကြီးမားတဲ့အစစ်ရှိနေတာကအကြောင်းတကြောင်းဖြစ်ပါလိမ့်မယ်။တိတခုဆရာတော်အရှင်ညာနေတရာဟာရွှေကျင်သာသနာပိုင်မှာရွှေကျင်သာသနာပိုင်ဆိုတဲ့အစစ်ကဗုဒ္ဓဘာသာတမိုင်းမှာတော်တော်ကြီးတဲ့နေရာပါ။ဒါကြောင့်တချို့ကတိတခုကိုဝေဖန်တဲ့အပေါ်မခံမရနိုင်ဖြစ်ပြီးတော့၅ပါးသီလတောင်မှလုံအောင်မထိန်နိုင်တဲ့သူတွေကတိတခုကိုဝေဖန်နေတယ်ဆိုပြီးတော့အပြစ်တင်ကြတာပါ။လူတွေကို၅ပါးသီလမလုံဘူးလို့ဆိုပါတယ်။အမှန်ပါလေ။လူထဲမှာ၅ပါးသီလကို နေတိုင်းနေတိုင်းအစအမြဲလုံအောင်ထိနိုင်တဲ့သူဆိုတာကတော့ရှားပါလိမ့်မယ်ဒါပေမဲ့ပြန်မေးစရာရှိတာတခုကတီတခုဆရာတော်ကရောငါးပါးတီလာကိုအမြဲနေတိုင်းလုံမရလားอืมမရပါတော့တရားဟောနေရင်တောင်မှချင်းကိုဖြန့်နေရလိုက်တဲ့ဗီဒီယိုကလူသိရှင်ကြားထွက်ပေါ်ခဲ့ဘူးပါလေအခုတောင်တိတ်ထားတဲ့သူတွေရှိကြပါလိမ့်အောင်မယ်လူအများပြားသိကြပါလေပြီးတော့တီတခုဆရာတော်ဟာမွတ်စလင်တွေကိုတတ်ဖို့ဖြတ်ဖို့ထောက်ခံအားပေးစကားပြောတယ်ဆိုတာတချို့ကမယုံနိုင်ကြတဲ့သူတွေရှိပါတယ်တကယ်တော့အဲ့ဒါဟာလေးဝတ်ချက်မဟုတ်တော့ပါဘူး ်အငင်းပွားစရာအချက်လည်းမဟုတ်ပါဘူးသူကိုယ်တိုင်ကသူဟောတဲ့တရားတွေထဲမှာမကြာခဏထည့်ဟောလွန်းလို့လူအများသိနေကြပြီးသားပါတကယ်တော့မျက်စိစုံမိတ်မြင်နေကြတာဟာမယုံကျင်ကြလို့ပါမယုံရဲကြလို့ပါတိရခုဆရာတော်ဟာဘလောက်အထီတောင်မှပြောတယ်လဲဆိုရင်ရိုဟင်ဂျာတွေ200လောက်ပဲတည်တာဘာမှလူမျိုးမတုံးဘူးလူမျိုးတုံးဖို့အဝေးကြီးရှိသေးတယ်လို့တောင်မှပြောပါတယ်ဒါအပြင်တိရခုဆရာတော်ဟာကြေးကလားတွေကိုတတ်တာငရဲမကြည့်ဘူးငါးပါးတီလာမလုံတဲ့လူတွေကိုတတ်တာဟာငရဲမကြည့်ဘူးလို့လူသိရှင်ချဟောပြောခဲ့တဲ့သူပါ ဲ့ဒါလို့ဟောပြောတာဟာတစ်ချိန်လည်းမကပါဘူး online မှာအခုရှာကြည့်တာတောင်မှဗီဒီယိုနှစ်မျိုးအခုထိတွေ့နေရပါသေးတယ်ညတကောင်ရအိမ်မပြောဘူးဘာဖြစ်လဲလို့ဆိုတော့ငါတတ်လိုက်တာစံကျင်ပဲခြေကလာတမဲတယ်တန်ပေါင်းများစွာသိသွားတယ်အဲ့ဒီအကုသိုလ်ကြီးအတွက်တော့ငါပဲလေးပါးမှာခံရတော့မှာပဲစိတ်ပန်းစစ်တဲလို့ပန်းနာကတပြိုးနိုင်ငံပြန်လေးထူထောင်ဖို့ပန်းနာကတပြိုး တမဲရံကိုတွန်းလှန်ပြီးတော့တကကာကွယ်ဖို့ရံပင်ပန်းနာတစ်မျိုးအကုသိုလ်ကိုတွေးပြီးတော့ပင်ပန်းနာတစ်မျိုးသံပေါင်းများစွာသိသွားတဲ့ရှင်းပွေကြီးတို့အဲ့ဒါပူပန်းနေတာကိုတောမှာတောင်မှာနေတဲ့အဘိဓိယရတဲ့ယဟန္တာကြီးတွေကသိတော်မူသွားတယ်တဲ့ဘယ်သူလဲယန္တာကြီးတွေကမင်းကြီးကိုအမြဲတမ်းကြည့်ရှုစောင့်ရှောက်နေတယ်ဆိုတာနားလည်ရမယ်နော် ရဟန္တာကြီးတွေရဲ့မေတ္တာကိုကောင်းကောင်းကြီးရတယ်။သိတော်မူသားတဲ့အတွက်ကြောင့်ရဟန္တာကြီးရှစ်ပါးသကောင်ရန်ကြွလာတယ်။နန္ဒဘောက်ကတက္ကစကိုတက္ကဖွင့်ခိုင်းတယ်။ဘသူလဲသံဃာတော်မြတ်မင်းကြီးကိုတရင်ပုတ်ဖွင့်ပေးလိုက်သံဃာတော်တွေဝင်သွားတယ်။မင်းကြီးအိတ်မပြောဘူးလားအိတ်မပြောဘူးဘာဖြစ်လဲရှစ်ကူတယ်။လုံပြီးတဲ့အကုသိုလ်ကြီးခါရတော့မှပဲလို့စိတ်ပူတယ်ဆိုတော့ရဟန္တာ၈ပါးကပြောတယ်မင်းကြီးဘာမှမပူနဲ့ အကုသိုလ်နည်းနည်းလေးပဲဖြစ်ဘာဖြစ်လဲအကုသိုလ်နည်းနည်းလေးဖြစ်တယ်လေမင်းသားလိုက်တာသံပေါင်းများစွာဖြစ်ပြီမဲ့တကယ်လူစင်စစ်ကတယောက်နဲ့တစ်ပိုင်းပဲပါတယ်တဲ့တော်တော်လေးအောင်ဖို့ကောင်းတယ်နော်သာသနာပိုင်ဆရာတော်ဆိုပြီးတော့မှခုဆိုရင်ကျတော်တို့ဒီလိုမျိုးလူမျိုးတုံးတစ်ဖက်မှုတွေကိုအကုသိုလ်မမြောက်ဘူးဆိုပြီးတော့မှပြောဆိုနေကြတာကတော့တဖိဖိအဆန်ရရောက်တာဖြစ်ပါတယ်ဒါကိုလည်းပုံမအောင်ဆိုတွေကနေပြီးတော့မှခုချိန်ထိပေါ့နော် ကိုယ်ွယ်ယုံကြည်နေကြတာဘုံဖြစ်ပြီးတော့မှကျွန်တော်ကလည်းမြေတော့မှနည်းနည်းလေးဝေဖန်ထုတ်ပြရင်တော့မှသူတို့အနေနဲ့ဆက်ဆက်တိမခံမဲနဲ့ပြောဆိုလာကြတာပဲဖြစ်ပါတယ်ဆိုတော့ဦးသိမ်းမြတ်ပြောသလိုပဲအခုဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်တီရဂူဆရာတော်ပြောခဲ့တဲ့ဗီဒီယိုတစ်တေနဲ့တကွာသူကဘလောက်ထိစကောင်စီရဲ့လိုရတွေကိုထောက်ခံပြီးတော့မှကျွန်တော်လူမျိုးလူမျိုးတုံးတက်ဖြတ်မှုတွေဘာသာရေးနဲ့ပေါ့နော်မိုင်းတိုက်ပြီးတော့မှပြောဆိုမှုတွေအရင်ကတည်းကလို့ဆောင်နေလဲဆိုတော့တွေ့ရတယ်ပဲဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့မပါတာဖွဲ့ရပေါ့နော်ခေါင်းဆောင်ပိုင်းတွေတည်းကတယောက်ဖြစ်ပြီးတော့မှအခုချိန်ထိလဲမြောက်နိုင်တို့ရဲ့ ဆရာတော်ဖြစ်နေတယ်ဆိုတာလုံးဝငြင်းလို့မရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမိုက်ကကြော်မျိုးမရနေပြီးတော့မှအဲ့တော်မျိုးသိမ့်တဲ့ဘွဲမှာကျွန်တော်တို့ PDF တစ်ဖွဲ့ဝင်နေတဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးစိန်ခေါ်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲ့တော်မျိုးသိမ့်တိုက်ပွဲဆိုပြီးတော့ PDF တွေနဲ့ KIA ဘုံစုတွေပူးပေါင်းပြီးတော့အဲ့တော်မျိုးတို့ရေပောင်းများတော့တိုက်တယ်ဗောရှင်းလောက်တိုက်တယ်ဗောကျွန်တော်တို့ရပြီကြွေးကြော်ကြတယ်ပြန်တွေးကြည့်ကြားရပါတော့အဲ့မှာဗီဒီယိုဖိုင်တစ်ခုတင်ထားတယ်ကျွန်တော်ကြည့်ပြီးတော့စိတ်ထဲမကောင်းအဲ့ဗီဒီယိုဖိုင်ထဲမှာကအနေရတယ်ပျော်ရရတဲ့အုပ်စုတွေရှိတယ်အရသားဆိုတဲ့အုပ်စုတွေအများကြီးပဲ အကယ်၍ဒါအဲ့ဒီအကနဲ့အုပ်စုလို့တက်က၄နဲ့သာဘုံကျဲလို့တီးသွားရင်ပြည်သူလူထုတက်ကပြစ်ပါတယ်လို့ခေါ်ကြအောင်မယ်အဲ့တော့နိုင်ငံတော်ကကြနိုင်ငံတော်နိုင်ငံတော်တက်မတော်ကကြတော့နိုင်ငံအချုပ်အခြာအာဏာပိုင်မြေတွေကိုနိုင်ငံအချုပ်အခြာအာဏာကိုပြန်သွတ်သွင်းဖို့ကြိုးစားတဲ့အခါမှာပြန်ပြီးတိုက်ယူရတာရှိတယ်တချို့ကစီယုံယူရတာရှိတယ်ညှိနှိုင်းယူရတာရှိတယ်အဲ့တော့စီယုံယူမယ်ညှိနှိုင်းယူမယ်မရရင်တိုက်ယူရမယ်အခုတို့ပါသွားတယ်ဆုံးရှုံးသွားတဲ့မြေကိုပြန်တိုက်ယူရစင်ရောက်သွားမယ်ဆိုရင် तू တိုက်တဲ့ခါကျရင်ခုနအရသားတွေခုနလိုမျိုးပျော်နေတဲ့အရသားတွေပါခုနပီတရက်တွေကြားထဲမှာပျော်ပြီးကပျော်နေတဲ့အုပ်စုတွေပြစ်ခံရင်တည်ဦးမယ်ဟိုလက်ချက်ပြစ်တဲ့ခါတည်ဦးမယ်တည်သွားရင်ပြည်သူပါလို့ ပြောကြအောင်ခင်ဗျားတို့အဲ့ဒီ video ဖိုင်ကြည့်ရတယ်ခင်ဗျားတို့စဉ်းစားကြည့်လို့ရပါပြီတချို့ပြည်သူပါပြည်သူပါလို့អော်နေကြတယ်ပြည်ပြည်တွေအုပ်စုတွေអော်နေတဲ့ဟာမှန်ကန်မျှတာသေးရလားဆိုတော့ခင်ဗျားတို့စဉ်းစားတတ်လိမ့်မယ်လို့ထင်ပါတယ်ဒီလောက်ပဲကျွန်တော်ပြောရင်းနဲ့ကျွန်တော်ဒီငလင်ကိစ္စတွေပတ်သက်လို့ဒါလေးပဲဒီလောက်နဲ့ပဲဆုံးသပြစီအားလုံးပဲကိုယ်သာသိရှိပါအဲ့ရောစေနာမထားပါသက်သာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခလုံးဝတီးပြီးပြောနေတဲ့လူမိုက်လူရန်ကလူတက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လဲမေးဖို့ထုတ်ပါလို့ပြောရင်းနဲ့ခလိုက်ပါကျော်မင်းမင်းအနေနဲ့ပြတော့မှာကျော်တို့အင်းတော်မျိုးတင်တဲ့ပွဲပြီးမှာပဲဗီဒီယိုတွေနဲ့ကောက်ဖုံပြတော့မှာအောင်ပွဲခံနေချက်တဲ့ကျော်တို့တော်လန်တဲ့ဖုံဝင်တွေကိုသူကနေပြတော့မှာ စင်ကိုပြောဆိုထားတာပြပမာစကောင်စီအနေနဲ့အဲ့ဒီနေရာတွေတာတွေကိုဘုံကျက်တဲ့ဆိုရင်ဆေးရဆုံမှုမမြောက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့စရှုံးပြီဆိုတာနဲ့ပေါ့နော်ကန်းကွန်မိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ချင်းချောက်ပြောဆိုထားတာဖြစ်ပြီးတော့မှတကယ်တမ်းကျတော့ကျော်ရင်နဲ့တိုက်လိုက်မယ်ဆိုရင်အလဲလဲပြပြနဲ့ဖြစ်သွားတယ်ဆိုတာကိုလည်းအလုံးသိတာဖြစ်ပါတယ်အင်နိုမီတီနဲ့ပွဲမှာစစ်ကောင်စီရဲ့တမမိုးပေါဝင်ကျန်တဲ့စခွေး40ကျော်လောက်ကျတို့ဘက်ကနေပြီးတော့မှဖက်စီရမိထားတာဖြစ်ပြီးတော့မှပေါ့နော်အခုချိန်ထိလည်းကျတို့တော်လိုင်းတပ်ဖို့မနေရက်လက်ထဲမှာကောင်းပုံနဲ့ထားထားတာပဲဖြစ်ပါတယ်ဆိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့အောက်ခြေတပ်သားတွေနဲ့နောက်မကျသေးခင်မှာကျွန်တော်တို့ပြည်သူတွေဘက်ကိုအများဆုံးအလင်းဝင်တဲ့တာဘာမှမဟုတ်ဘူးဆိုတော့ဒီလိုမျိုးစစ်ခွေးပေါ်မှာလော်ပြီးတိုက်ရဲပါနော်တွေးဆောင်ဖျားယောင်းချင်ခွာမယ်ဆိုတာတော့ကျင်းတည်ပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တဲ့အခုဆိုရင်ကျွန်တော်တို့တွေ့တိုင်းအလံပြူထောင်ဘာမှလည်းနဲ့ချနေကြတာဘောနော်မခံမရနိုင်ဖြစ်နေတဲ့စစ်ကောင်စီတပ်သားဟောင်းဦးစွဲဆိုတဲ့ပေါ်နော်ငနေကနေဘာမှဘယ်လိုမျိုးတွေပြောမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်တမ်းမှာဟုတ်လားတမ်းမှာမူအစင်းနေပြူဝမှုတွေလက်နဲ့ချတယ်ဖမ်းခံတယ်ကျွန်တော်ပြောချင်ပါတယ်ခင်ဗျားတို့မချက်ဘူးလား မေးပြီနော်ရဲဘော်ဆိုတာခမရတို့အမိတ်ပေးဟဲ့ငါတို့ရအောင်ချမယ်ဆိုရင်ရဲဘော်ကဘယ်မှမဖြစ်ဘူးခမရတို့ကိုယ်တိုင်ကြောက်နေတာလားစစ်မတိုက်တက်ဘူးလားအဲ့တော့ခမရတို့ခါမှချက်ပေးရတဲ့ပစ္စတို့ဒီတကယ်လုံးဝဖြစ်လာပြီဆိုရင်ခမရတို့တိတ်ခါဆဲဖို့ကိုကူကိုတက်တည်ဖို့အဲ့ပစ္စတို့ပေးရတာအလှရှိခိုင်းတာမဟုတ်ဘူးอืมအဲ့တော့စစ်သားတွေကိုစစ်ထုတ်ပါနော်ရှေ့တန်းကပြန်လာလို့ရှိရင်ဖက်ထိတ်ခိုင်းတာရဲ့၁၀မျိုး၁၀ပုံစိုက်တဲ့အုတ်ခဲဆေးတုတ်ခိုင်းတယ်နော်ကျွန်တော်တို့ပြောတဲ့မွန်းမှန်တင်တာနေဆိုတာလည်းမရှိဘူးပြီးတော့ကျုပ်တို့စစ်သားတွေကို အပြင်မှာရက်တီနေတဲ့ပယံဆရာအဆင့်လောက်ပတ်စံပြီးရင်ကိုလာတာလေးပြီးရင်ကိုစစ်သားတွေတေးရဲတယ်နေရဲတယ်တိုက်ရဲတယ်ဗျအဲ့တော့ပြည်သူပြည်သူဆိုပြီးအချိန်ပြည့်ပြည်သူဘက်ကြီးကြည့်နေပါနဲ့ကျုပ်တို့အောက်ရှိစစ်သားတွေကိုလည်းကြည့်ပါယာရုတွေတိုးတိုးဖို့လောက်ပဲစဉ်းစားတော့လဲယာရုတိုးပြီးတော့အခုကဲအဖမ်းခံလိုက်ရတော့ဘာလို့ပဲရှိလဲမချက်လောင်းနေပြီနော်မချက်တာအရေးမကြီးဘူးကျုပ်တို့မြန်မာတမိုင်းရိုင်းနေဗျတမောမြမတမောရဲ့တမိုင်းကဘာမှတိတ်ခါကြဘာမှမဟုတ်တဲ့မနေ့တနေ့ကမှတက်လာတဲ့ထုံးမြနိုင်အောင်လို့ဟုတ်လားမင်းတို့တက်ကြည့်လိုက်မယ် ။ဘာပြင်းမလဲဒီကြတဲ့တပုံမီဒီယာတွေကလည်းတတ်မလို့တော့တိတ်ခါချပြီးပြောနေတာ။နားမထောင်မိတာလား။ဟိုဘလိုပြောနားမထောင်တာလားကျွန်တော်ပြောတာ။အဲ့တော့ကျွန်တော်ပြောချင်တာစစ်သားတွေကိုစစ်ထုတ်ပါ။နော်။ပြီးနိုင်တဲ့လာသားတွေကိုပြေးပါ။တုတ်ပြတ်တယ်လို့အပြင်ကပယံဆရာအဆင့်ထက်တာရင်ကိုစစ်သားတွေကအဆင်ပြေပါလေ။စစ်သားတွေကိုစစ်ထုတ်ပါ။နော်။ပေါ်လာပါလိမ့်မယ်။အဲ့တော့ဘလိုပြောမလဲထစ်ခနဲ့ဆိုရင်အလန်ထောင်အလန်ထောင်ဟိုအဖမ်းခံတာတိတ်ခါကြတယ်ဗျာ။ရှိရရှိခဲ့တဲ့စစ်သားတွေကိုလည်းအားနာစေချင်တယ် เนาะအဲ့တော့ပြောချင်တာကစစ်သားတွေရဲတွေဝန်ထမ်းတွေဆိုတာလည်းပြည်သူတွေပါပဲဗျာเนาะခင်ဗျားတို့ပြောတဲ့အရတားပြည်သူอ่ะပြည်သူနှစ်မျိုးပဲရှိတယ်တာဝန်တည်တဲ့ပြည်သူနဲ့တာဝန်မတည်တဲ့ပြည်သူကျုပ်တို့စစ်သားတွေရဲတွေဝန်ထမ်းတွေဆိုတာဒီနိုင်ငံတွက်လည်းပါတယ်ကိုယ့်ရဲ့ရက်တီကြီးလည်းပါတယ်ကိုယ့်ဘဝတွက်လည်းပါတယ်เนาะအပြင်မှာနေတဲ့ခင်ဗျားတို့ပြောတဲ့ပြည်သူဆိုတာသူ့လုပ်ပဲသူလုပ်နေတာအော်မယ်ဟစ်မယ်ဟိုပြောဒီပြောပြောမယ်အဲ့တော့ကျွန်တော်ပြောချင်တာကကိုစစ်တပ်ကိုထိရင်တော့မခံနိုင်ဘူးဗျအဲ့တော့ဘာဖြစ်လဲဗျခေါင်းဆောင်တွေသူစု ကိုဖြန့်သူဖြန့်ကိုစုဆိုတဲ့ဟာရောမိနေပြီလားဟုတ်တယ်မလားမြေဥရုတင်းကင်းကင်းထမင်းဆိုတာမျိုးပေါ့ဗျာတိုက်ကင်းကင်းချေကင်းတို့ကင်းပုံးဆိုတာရှိတယ်ဗျာပြီးတော့ခမရှိတန်းထွက်တော့ကားပေါ်မှာကားတွေတနတ်တော့ခတ်ထားတာတကယ်ဖြစ်တော့ဘာဖြစ်တည်ပြီပေါ့ဗျာကိုလူမကိုမြုံခမရတို့ဘလူယုံလဲကဲဒီစခွေအောင်ကြတော့တော်လေးပေါက်ကွဲနေရှာတာနော်ကျွန်တော်အင်တော်မြေတင်တဲ့ပွဲမှာစစ်ကောင်စီရဲ့တမမုန်းနဲ့ကျွန်တော်ဒီကျွန်တော်ပေါ့နော်တိုက်တိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ အဖမ်းခံရတဲ့ပရမစကွန်စီတဖို့တွေကအလံပြူတောင်ပြတော့မင်းအောင်လိုင်းနဲ့စစ်တပ်ရဲ့ပေါ့နော်မကောင်းကြောင်းတွေပြောလွန်လို့ဒီကောင်တွေကစတော်လေးကိုလောင်မြဲနေတာပဲဖြစ်ပါတယ်ဒါတော့ဖစ်စစ်တပ်ရဲ့ကြဆုံခါကျောင်းရုံနဲ့အခုဆိုမြင်နေရတာပြပမာမကြခင်မှာတော့သူတို့တွေပို့ပြတော့ပေါ့နော်ခြေနေဆိုးလောက်ဖို့ပဲရှိပါတယ်နေကြထဲမှာအခုလိုမျိုးကလေးကလေးအောက်တန်းကြရတယ်ပေါ့နော်စကားတွေပြောပြတော့မှစော်ဒီပဲလည်းရောင်းရင်းနေရတဲ့စကွန်စီရဲ့ဒီခွေးဥကြီးတွေကနေပြီးတော့မှသူတို့ရဲ့ဒီဖစ်စစ်တပ်တမိုင်းရိုင်းနေဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုလာကြတာပဲဖြစ်ပါတယ်။မြောက်လိုင်းနေနဲ့ကတော့ ုဆိုရင်သူ့ကိုအပိတ်ထောက်ခံကြပါတယ်ဆိုတော့မမလော်ဘီတန်တဲ့တမိတာစုံဝင်ရဲ့ယုံကြည်မှုတောင်းမှမရတော့ဘဲနဲ့ပေါ့နော်သူတို့ကိုကြိုးရှာနေရတဲ့ဟာတွေအရဆိုရင်မကြခင်မှာတော့သူတို့ပြန်ပြတော့မှအချင်းချင်းပူတတ်ဖို့အခွင့်ရှိလာမလားဆိုတော့ကျွန်တော်အနေနဲ့စောင့်ချက်မှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါ့နော်စကောင်စီတပ်ဖွဲ့ဝင်တွေကတော့ကျွန်တော်ပြည်သူတွေကိုနေ့စနေမြောက်ဘုံကျက်တက်ခတ်မှုတွေလှုပ်ဆောင်နေပြီမှာကျွန်တော်ဘက်ကနေပြတော့မှတော်လိုင်းရေးကိုတက်ဆက်မှမဆက်လက်ပြတော့မှလှုပ်ဆောင်တော့ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုတော်လိုင်းပြတော့တာတူဖြစ်တဲ့ကိုအောင်ပြောကြားထားတဲ့အရာလေးကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ဘယ်လိုအချိန်အခါမျိုးမှာပဲဖြစ်ဖြစ်သူ့အလုပ်ကိုသူအမြဲတမ်းလက်မလျှော့တမ်းဒီဇိုင်းမမတ်လုပ်တာစစ်တပ်ပဲရှိတယ်ဟုတ်တယ်ကိုဗစ် -19 လိုကာလမှာလေရင်ဘုံကျဲတယ်ယွာမီးရှို့တယ်ရေကြီးနေတဲ့အချိန်မှာလေရင်ဘုံကျဲတယ်ယွာမီးရှို့တယ်ငလင်းလှုပ်လို့လူတွေဒုက္ခရောက်နေတဲ့အချိန်မှာလေရင်နဲ့ဘုံကျဲတယ်ယွာဒီမီးရှို့တယ်စစ်တိုက်တယ်အေဒူဒူဒူဒုက္ခပေးတယ်ညှင်းပန်းနှိမ့်ဆက်တယ်ရရဆက်ဆက်တတ်ပြတ်တယ်အဲ့တော့ ဒါကြောင့်မို့လို့ကျွန်တော်တို့အမြဲတမ်းပြောတာလေနော်မြန်မာနိုင်ငံကစစ်တပ်ကဘလို့အချိန်နေဘလို့အချိန်အခါမျိုးမှမဆိုသူ့အလုပ်ကိုသူအမြဲတမ်းဒီဇိုင်းမမတ်လုပ်တယ်အဲ့ဒီတော့ကျွန်တော်တို့ပြည်သူလူထုကလည်းဘလို့အချိန်နေဘလို့အချိန်အခါမျိုးမှပဲမဆိုဒီစစ်အာဏာရှင်ကိုအမှန်တကယ်ပြုတ်ကျခြင်းလေဆိုရင်ကိုယ့်အလုပ်ကိုဒီဇိုင်းမမတ်လုပ်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးကိုယ့်လုပ်ကိုကိုဒီဇိုင်းမမတ်လုပ်မယ်ဆိုရင်ဒီစစ်အာဏာရှင်တွေဒီလက်တဆုပ်ဆံလူနည်းစုတစုကမြန်မာနိုင်ငံမှာအကြာကြီးမင်းမူကြီးစိုးလူဘဝပိုင်ခွင့်ရမှာရမယ်လို့ကျွန်တော်မထင်ပါဘူးအဲ့တော့ ကျွန်တော်တို့ပြည်သူလူထုအားလုံးတဏှိတညွတ်တည်းရှိဖို့ပဲလိုပါတယ်နော်ကျွန်တော်တို့ပြည်သူလူထု54တန်းသောပြည်သူလူထုတွေကတဏှိတညွတ်တည်းမဖြစ်ခဲ့လို့စစ်အာဏာရှင်တွေကနှစ်ပေါင်း80ကျော်ပြည်သူလူထုကိုဒုက္ခပေးခဲ့တာအားလုံးအသိပဲအဲ့တော့ဒီနေ့ဒီချိန်ခါမှာတော့ကျွန်တော်တို့ညီညွတ်ဖို့လိုအပ်နေပါပြီနော်ရှေ့ကလူကြီးတွေမညီညွတ်ခဲ့ကြလို့ကျွန်တော်တို့နှစ်ပေါင်း80ကျော်စစ်အာဏာရှင်စနစ်အောက်မှာကျွန်တော်တို့ဆင်းဆင်းရဲရဲငက်ငက်ပြက်ပြက်နဲ့အယားအယားနှိမ့်နှိမ့်ကြတဲ့ဘဝနဲ့အရှင်တန်ခရရတာဖြစ်တယ်ရှေ့လူကြီးတွေအဲ့ဒီလို ရှင်းတန်ခဲ့ရလို့အခုဆိုရင်တို့ကနောက်ထပ်မျိုးသက်တစ်ခုကိုလက်စင်ကမ်းပြီးခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီရဲ့ဒဏ်ကိုစစ်အာဏာရှင်ရဲ့ဒဏ်ကိုကျွန်တော်တို့ဆက်ပြီးခံစားရတာဖြစ်တယ်ကျွန်တော်တို့ခင်မှာမှဒီစစ်အာဏာရှင်တွေကိုပြုတ်အောင်မတော်လှန်နိုင်ဘူးဆိုရင်နောက်ထပ်မျိုးသက်တစ်ခုကျွန်တော်တို့ရဲ့သားတွေသမီးတွေမိတွေမြစ်တွေကိုလက်စင်ကမ်းရမှာဖြစ်တယ်အဲ့ဒီတော့ဒီလိုဒီလိုတန်တန်ရက်ဆက်ရုပ်မှရိုင်းဆိုင်တဲ့ဒီစစ်တပ်ကိုကျွန်တော်တို့ခစ်မှာပဲအမြင့်ပြုတ်အောင်တော်လှန်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့တော်လှန်မှရမယ်ကျွန်တော်တို့မှမတော်လှန်မတော်လှန်ခဲ့ရင်ကျွန်တော်ယခုလက်ရှိကျွန်တော်တို့ခံစားနေရတာထက်စားပေါင်းညားစွာသိုးသွမ်းလုံးတဲ့ ဒုက္ခတွေကိုနောက်မျိုးသက်တွေမှာခံစားနေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီစစ်အာဏာရှင်စနစ်ကိုကိုယ့်အလုပ်ကိုလုပ်ပြီးတော့ဒီဇိုင်းမမတ်တော်လှန်မှုလိုအပ်ပါတယ်စစ်တပ်ကတော့ဘလို့အခြေအနေဘလို့အချိန်ခါမျိုးမှမဆိုသူ့အလုပ်ကိုသူဒီဇိုင်းမမတ်လုပ်ပါတယ်သူအမြဲတမ်းလူတက်တယ်ကြမ်းတမ်းဒါတော့ကိုနော်ကနေပြီးတော့ကျွန်တော်ပီတိုတွေနဲ့တော်လှန်ရေးမှာစစ်ကောင်စီနေနေပါနော်အခုလိုမျိုးကြမ်းတမ်းရုံမှာနေဇက်ဖြစ်နေတဲ့အချိန်မှာပဲဝိုင်းဝန်းပြီးတော့မှကိုယ်တက်နေတဲ့ဘက်ကနေပူပေါင်းပုံတင်နေဆိုတဲ့ကြောင့်ပြောဆိုထားတာပဲဖြစ်ပါတယ်မြောက်လိုင်းတို့ကတော့ကျွန်တော်ဘက်ကနေပြီးတော့မှဒီနေ့ကကိုမှာပဲသူတို့ကိုအပြီးဖြုတ်ချမယ်ဆိုပြီးတော့မှကြီးညာပြီးတဲ့နောက်ပိုင်းမှာအခုဆိုရင် ဒီလိုမျိုးပေါ့နော်ဆက်လက်ရုံးမာတဲ့နေလာနေကိုအသုံးပြုနေတာပြပမာလေချောင်းတက်ခဲမှုတွေကဆိုလည်းနေ့စဉ်နေမြောက်လို့ဆောင်နေတာပဲဖြစ်ပါတယ်။ဖျားသားတန်ကားတော်တွေတော့မှမချန်ပဲနဲ့ဟုဆိုရင်တက်ဖြက်ပြနေတဲ့မြောက်လင်းတို့ရဲ့ visitor ဟာဆိုရင်ကျွန်တော်နေနဲ့မချခင်မှာတော့ပေါ့နော်။အမုံကျိတ်မယ်ဆိုပြပမာတော်လိုက်တဖို့မနေရနေပြပမာတေချာပေါ့ပြောဆိုထားတာမဟုတ်လို့ကျွန်တော်ပြည်သူတွေဘက်ကနေပြပမာလည်းစိတ်မပြအောင်ရောက်ဖက်နဲ့ကိုယ်တက်နေဘက်ကနေပူပေါင်းပေါင်းရင်းနဲ့ မျောလိုင်းတို့ကိုကျွန်တော်ဒီနေ့အကုန်ပါပဲတုတ်တင်ရှင်းလင်းသွားမယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်ဆက်ဆုံးကျေရှုပေးကြတဲ့မြို့ပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့ညလေးပတ်ဆက်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်